သားပါရှေးအတိတ်တစ်ချိန်တစ်ခါကမြန်မာပြည်မှာပြူမင်းဆက်တို့ထွန်းကားခဲ့ဖူးပါတယ်ထူးထူးခြားခြားပြူမင်းဆက်တို့မှာစံပြတဲ့နာမည်မြက်ခုံပုံနည်းစနစ်တွေရှိခဲ့တယ်အဲ့ဒါကတော့အဖေနာမည်နောက်စာလုံးကတားဖြစ်သူရဲ့ရှေ့နာမည်စာဖြစ်နေကြတာပါပဲပြူစောတီထီမင်းရန်ရင်မင်းပိုက်ပိုက်တီလေတီလေကြောင်စရှိတဲ့ဖြစ်မှတ်သားခဲ့ကြရတာပါ အဲ့လိုနမည်မဲ့ခေါ်ပုံဤစနစ်ကိုဆက်လက်ကျင့်သုံးနေကြတဲ့မြန်မာတိုင်းရင်းသားကိုဖော်ပြပေးပါရစေ။သူတို့သူတွေကတော့အခါလူမျိုးများပဲဖြစ်ပါတယ်။ဆူမီအိုဦးသေးလေးသေးလေးကျော်ကျော်မော်ရဲဒီနမည်တွေဟာအခါလူမျိုးတို့ရဲ့ဘိုးဘေးများဖြစ်ကြပြီးအခါလူမျိုးများကအထွတ်ထိပ်တန်ဖိုးထားကြပါတယ်။ပြူလူမျိုးတို့ရဲ့နမည်မဲ့ခေါ်ပုံများနဲ့ဆင်တူတဲ့ ခါရိုးရဲ့ထူးခြားတဲ့အမိမဲ့ခေါ်ပုံများဟာမျိုးရိုးစင်ဆက်လက်ဆင့်ကမ်းနဲ့မျိုးဆက်စနစ်တစ်ခုကိုခြေခံထားတာဖြစ်ပြီးဘိုးဘေးဘီပင်ထိတိုင်အောင်ရည်သက်မှတ်သားထားနိုင်ကြပါတယ်။ဒီလိုမဲ့ခေါ်တော်ကိုအခါရိုးကဇူရွဆိုတာလို့ခေါ်ဆိုကြတာဖြစ်ပြီးတော့ဘိုးဘေးကိုးကွယ်သူများတွင်လည်းတန်ဖိုးထားစရာလေးထားတစ်ခုဖြစ်ပါတယ်။အများသူငါများကနှစ်ကိုးကွယ်ချင်းလို့ထင်မှတ်မားနေကြတာဖြစ်ပြီးခါလူမျိုးများဟာ တရုတ်တွေရဲ့ဓလိနဲ့ခတ်ဆင်ဆင်ဘိုးဘေးကိုကိုယ်နေကြသူများလာဖြစ်ပါတယ်။ခုချိန်ခါမှာတော့ခရီးယန်ဘာသာဗုဒ္ဓဘာသာကိုယ်ကိုယ်သူများလည်းအများအပြားရှိလာတာတွေ့ရပါတယ်။မြို့ရိုးဆင်ဆက်လက်ဆင့်ကမ်းနာမည်စက္ကန့်ချင်းကိုတားဖြစ်သူများကလက်ဆင့်ကမ်းတင်ဆောင်ရတာဖြစ်ပြီးယခုအချိန်ထိတားမွေးလာတဲ့အခါမိသားစုဟာစုရှိတဲ့အခါမိသားစုဖြစ်ပါတယ်။အခါလူမျိုးအယောက်ချင်းစီတိုင်းကိုမိမိနာမည်အနေနဲ့ထပ်ဘိုးဘေးများထည့်ရေးတွက်ခိုင်းကြကြမယ်ဆိုလို့ရှိရင် ဆူမီအိုဆိုတဲ့အဘိနာမည်မှာအားလုံးပြန်ဆုံကြလေးရှိပါတယ်။အဲ့လိုထပ်ဖက်ကိုရေးသွက်ခြင်းဂူလို့ခေါ်တဲ့မျိုးနယ်အုပ်စုတစ်ခုနာမည်ကိုရောက်ပါတယ်။ကျွန်တော်ကချေမူဆိုတဲ့ဘိုးဘီကဆင်းသက်လာတဲ့ချေမူဂူဖြစ်ပါတယ်။ချင်းဝင်တွေကနေထက်ကိုဆက်လက်ရေးသွက်လာတဲ့အခါမှာဂျေဝေအုပ်စုကြီးကိုရောက်ရှိပါတယ်။ဂျေဝေနဲ့ဂျီကျော်ခေါ်အာကျော်အုပ်စုကြီးတို့ဆုံကြတာဖြစ်ပြီးတော့ အထက်ဘက်ကိုဆက်လက်ရေးသွက်ကြည့်ကြတဲ့အခါနောက်ဆုံးမှာဆူမီအိုးဆိုတဲ့ဘူးဘေးမှာဆုံးသက်ကြရတာပါပဲ။ဒါကြောင့်အခါတိုင်းသားများဟာညီရင်ကိုများသာဖြစ်ကြောင်းမျှဝေလေးရှိကြတာဖြစ်ပြီးတော့ခါချီခါတီခါမလို့ပြောကြတာဖြစ်ပါတယ်။ကျွန်တော်တို့တတိထားမိတာတစ်ခုကတော့ရှေးခါဘူးဘေးများရဲ့နာမည်ဟာသုံးလုံးဖြစ်နေပြီးတော့ခုခေတ်ခါတိုင်းသားများကတော့နာမည်နှလုံးထဲတာမဲ့ခေါ်နေကြတော့တာပဲဖြစ်ပါတယ်။ ခါလီမျိုးတို့ရဲ့မျိုးဆက်ရည်သွက်ပုံစနစ်ဟာအင်မတန်ရေးကြီးကြပြီးလူမှုရေးအိမ်တော်ရေးနဲ့တာရေးနိုင်ရေးကိစ္စရေးရံမှာရွတ်ဆိုကြလေရှိပါတယ်ခါလူမျိုးများဟာအင်တော်ဘက်ရွေးချယ်ရမှာလေမိမိတို့မျိုးနွယ်တူနေလို့ရှိရင်စူကိုရွတ်ဆိုပြီးမျိုးဆက်86မှချကြည့်ပြီးအင်တော်ဘက်ပြုတ်လို့ရမရချင်းချင်းကြရပါတယ်အမျိုးချမ်းနီးဆက်ရင်မောင်နှမချင်းယူခွင့်မရှိပါဘူးအလုံးဘုဒ္ဓတရာအောင်လို့ ကျွန်တော်တို့ချင်းမူနယ်ကနေအထက်စူမီအိုးထိရေသွန်းထားတဲ့နိုးဆက်စရာကိုကျွန်တော်ချပြပေးလိုက်ပါရခင်ဗျာ အားလုံးကိုကျေးဇူးတင်ရှိပါတယ်